လာပါဒီဘက်ကတော့ဥက္ကာကဲဆိုတဲ့မတူရတိုက်အကြောင်းကိုမျှဝေတောင်းမှာဖြစ်ပါတယ်ဥက္ကာကဲဆိုတာအကာသာရေကနေပြီးတော့ကဝမီပင်ကိုမကြခဏပြုတ်ကြလိရှိတယ်ကြောက်သားတစ်မျိုးကိုခေါ်တာဖြစ်ပါတယ်အကာသာရေမှာရှိတဲ့ဂျိုတိန်ဂျူမားတွေကနေပြီးတော့ကြောက်တုံးတွေဖြစ်ပြီးကဝလီယူထဲမှာမိလောက်ခံရပါတယ် တော့မိမိုးရောက်ရှိတဲ့အခါမှာမိလောက်ပြီးတော့ကျဉ်ကျံများဖြစ်နေပါတယ်။ဥက္ကခဲအများစုကကျွန်တော်တို့နေထိုင်နေတဲ့နေဖွဲ့စည်းရလာတာဖြစ်ပါတယ်။အများစုကအင်္ဂါဂျူ၊ကြာတာဘေးဂျူမှရှိတဲ့ဂျူတင်ဂျူမှ Astride ပဲနေကနေပြီးတော့ကွဲထွက်လာတာဖြစ်ပါတယ်။အပိုင်းစားတွေကွဲထွက်လာတဲ့အပိုင်းစားတွေလည်းဖြစ်ပါတယ်။ဒီအပိုင်းစားတွေကကဘာကြီးနဲ့မတိုက်မိခင်ကဘာမြေပြင်ပေါ်ကိုမရောက်ခင်မှာနေကိုလှက်ပတ်နေကြပါတယ်။ မြစ်တန်းချီကြတယ်လို့ဆိုပါတယ်ဒီပိုင်းစတွေဟာကမ္ဘာလူတွေကိုဖျက်ပြီးတော့မြေမြေကိုရောက်တဲ့အခါမှာလေတုကိုဖျက်တန်းလာ အစေလေတုရဲ့ပေါ်အားပြင်းထန်မှုကြောင့်မိလောက်ပြီးတော့ကြောက်ကြရပါတယ်ကမ္ဘာလူတွေကိုဖျက်တန်းနေတဲ့ဖျက်တန်းနေစင်မှာပဲဒီဥက္ကာအပိုင်းစတွေကိုဥက္ကာပြန်မတူရလို့ခေါ်ပါတယ်ဥက္ကာပြန်တွေဟာကမ္ဘာလူတွေကိုပြန်ဖျက်တန်းနေစင်လေတုရဲ့ပြင်းထန်တဲ့ ဘဝကြောင့်မိလောင်ပြီးတော့ညအခါမှာကောင်းငင်ရမှာလေရင်းကြီးတွေဖြစ်ပြန်သွားတာမျိုးတွေရှိပါတယ်။နောက်ကျေပြန်နေကျေပြန်လို့ခေါ်တဲ့ shouting star တွေလည်းရှိပါတယ်။ဘဝမြေပေါ်ကိုရောက်ရှိလာတဲ့ဥက္ကကဲတွေဟောတော့မတီရာတိုက်လို့ခေါ်ပါတယ်။အမှန်တော့အချိုတင်ချိုမွားကျေကွန်တွေကသူတို့ရဲ့ပတ်လမ်းမှာလှည့်ပတ်နေကြပြီသူတို့ရဲ့ပတ်လမ်းကသွေချော်ပြီးတော့ ကမ္ဘာလီလူတဲကိုမရောက်ခင်နေအဖွဲ့စည်းတဲမှာလက်ပတ်နေရင်အုတ်ကရောင်မတီရာတိုက်လို့ခေါ်ပါတယ်။ဒါကြောင့်လူတဲမရောက်ခင်အုတ်ကရောင်မတီရောတိုက်လူတဲမှာအုတ်ကပြန်ညီကိုမတူရာကမ္ဘာမြေမြေပေါ်ကိုရောက်ရှိလာတဲ့အုတ်ကကဲကိုတော့မတီရာတိုက်လို့ခေါ်ပါတယ်။အမျိုးအစားသုံးမျိုးတွေ့ရပါတယ်။အုတ်ကကဲဒီမှာဆိုရင်အမျိုးအစားသုံးမျိုးရှိပါတယ်။စီလီကိတ်တွတ်ထွက်တဲ့နဲ့ဖွဲ့စည်းထားတဲ့အုတ်ကကဲ စောနီမတူရာတိုက်ဥက္ကခဲအများဆုံးတွေ့ဟိုဒီဥက္ကခဲအများဆုံးအများဆုံးတွေ့ရတာပါစီလီကိတ်တွင်းထွက်တွေဖြစ်တဲ့ Orbi Pyrosin Bio Glaze တွင်းထွက်တွေပါပါတယ်။တန်တဲ့နီကယ်တတုဆတ်အနည်းငယ်လည်းပါပါတယ်။တန်နီကယ်အဓိကပါဝင်တဲ့ဥက္ကာခဲတွေကိုတန်ဥက္ကာခဲ Iron Material တိုက်လို့ခေါ်ပါတယ်။တန်နဲ့စီလီကိတ်တွင်းထွက်တွေပါဝင်လာရင်တော့ Iron Stony Material တိုက်လို့ခေါ်ပါတယ်။ဒီမှာတော့ Olivine တွင်းထွက်တွေနဲ့ တန်နီကတထုဆက်တွေပါဝင်တတ်ပါတယ်။တမကြောက်တုံးနေနဲ့မတူပဲအကာတဲ့အကာတရေရလာဖြစ်လို့မကြိုးစားဘူးတဲ့။ကြောက်သားတွေတထုတက်တွေနဲ့တထုတက်စွေနေပါဝင်နေတတ်ပါတယ်။ဥက္ကရေဒီမှာမြေဆတ်တွေတွေဖြစ်တဲ့အီဒီယန်လည်းပါဝင်တတ်ပါတယ်။တခြားတထုတွေကိုတော့ကိုကိုဘောခရိုမီယမ်ဖော့စဖရပ်စာဖာတို့ပါဝင်ပါသေးတယ်။ဒီဥက္ကရေတဲ့ဒီကိုဘယ်လိုခွဲခြားရမလဲဆိုရင်ဥက္ကရေတဲ့ဒီအထူးရချက်ကတော့ ဟုတ်ကဲ့ဒီမိလောင်ခံထားရပြီးတော့အပုပ်ကွန်လာကြီးမားတဲ့ပုတ်အားကြောင့်အချိန်ကြီးကြီးလောင်ကျထားတဲ့အတွက်ငွေပြောင်နေပါတယ်။ကိုကမြင်းမြင်းနာပြင်းမှာအဆူတက်တွေနဲ့အောက်ဆီဂျင်တွေထိတွေ့ပြီးတော့တန်ကြီးအောင်ပြောင်းသွားတတ်ပါတယ်။ကြားဖြင့်တော့မိလောင်ခံထားရတဲ့အပုပ်ကွန်မပါခဲ့ရင်ဥက္ကာကဲမဖြစ်နိုင်ပါဘူး။ဟုတ်ကဲ့ခဲရီကတန်ထက်လေးတဲ့တွန်းထွက်တွေနဲ့ဖွဲ့စည်းထားတဲ့အတွက်သူတို့ရဲ့အရွယ်အစားနဲ့စာရင်သိပ်ပြီးစာများကြပါတယ်။တခြားကြောက်တွေနဲ့တစားခွေးကနေသုံးစားလောက်ထိလေးကြပါတယ်။ကိုကမြင်းမြင်းနာပြင်းမှာတင်းငယ်တဲ့ခြိုက်ခွက်တွေရှိတဲ့ မြေရည်မှာဥက္ကကေများစုဟာတန်နဲ့နီကယ်ရီပါဝင်တဲ့အတွက်တလိုက်ဆုံးငင်မှုရှိပါတယ်။တလင်းကဲတို့အရာနူးတဲ့တွတ်ထွက်တွေမပါတာပဲဥက္ကကေဒီမှာအကောင်ပေါက်တွေမရှိတတ်ပါဘူး။ဝီယူတတ်ထူကြမှုတွေမရှိတတ်ပါဘူး။တတ်ထူတန့်စင်ရမှာလဲထွက်လာတဲ့ချော်ကြီးနဲ့မှယွင်းတတ်ပါတယ်။မေဂန်ဘရောင်စုမှာတော့ဥက္ကကေစစ်စစ်ပြီးတဲ့တခွဲကန်းရှိပါတယ်။ဥက္ကကေတွေကိုလေ့လာမယ်ဆိုရင်ကပအပါဘာဝယ်ဖွဲ့စည်းစစ်ကြောရာဖြစ်ပေါ်ပုံကို နီဖွဲ့ Sinus Terra ဖြစ်ပေါ်ဝင်လေ့လာနိုင်မှာဒါကြောင့် NASA အဖွဲ့ C နဲ့ခြားဖွဲ့စီတွေဥက္ကဂရီမှာတစ်စစ်နက္ခတ်ကြိုဖွဲ့စီအဂဒမူလာစာရာတွေကိုသူတည်တာပြုလို့လည်းရှိပါတယ် NASA ဖွဲ့ကြီးရဲ့ကမ္ဘာတစ်ချက်မှုနဲ့အရာဆိုရင်တစ်နှစ်တစ်နှစ်မှာခွာမြင်မှုကိုတန်ချိန်90ဝန်းကျင်ကဥက္ကဂရီကြာလာနေတော့လေလေယူထဲမှာပဲခြေပြန်ဖြစ်နေပဲကြီးလောင်ပြောက်ွယ်ကုန်ကြပါ ဥဒိနာပြီးကြတည်းကတစ်နှစ်တစ်နှစ်ကဘာပေါ်ကိုရင်ဘုံကြောက်လာတဲ့ဥက္ကကေဘုံဟာတသောဖတ်တော်ခက်ရှိတယ်လို့ဆိုပါတယ်ဒီအတွက်များများတယ်လို့ဆိုနေတော့လေမြင်းမိုးကိုကြောက်လာတဲ့ဥက္ကကေတွေဟာတင်းငယ်တဲ့အခဲတွေဖြစ်တာများပါတယ်အများစုကတော့ပင်လယ်ဘုဒ္ဓရူကြတာဖြစ်တာလည်းပါဝင်ပါတယ်လက်ရှိချိန်မှာတော့ကမ္ဘာ့ရဲ့ကြီးဆုံးဥက္ကကေကို1920ခုနှစ်မှာနမီးဘီးယားမှာတွေ့ရှိထားပါတယ်တန်ကြီး60ခန့်ရှိပါတယ်၄ချိန် လိလချက်ရဲ့တန်ဥက္ကကေပြီးပြီးတော့နှစ်ပေါင်း၈၀၀၀ခန့်ကလို့ခန့်မှန်းထားပါတယ်။မူလကျောက်တဲ့နေရာမှာမရှိပဲတရှိနေတာကိုတွေ့ရပါတယ်။ထင်သလောက်ခြံဝမ်းဖြစ်ပဲမူလအတိုင်းတရှိနေတာပါ။ဥက္ကကေကျောက်လင်မီကြီးမှခြံဝမ်းကြီးတွေဖြစ်တတ်ပါတယ်။ဥက္ကကေထူတွေ့ရဖို့ဟာဥက္ကကေမှတီးရဖို့အခွင့်အလမ်းအလွန်ရှားပါပါတယ်။ဒါပေမဲ့တင်တွေ့ရတဲ့ တင်တွေ့တိုက်တဲ့နေရာတွေမှာဆိုရင်တင်တို့တွေ့တိုက်တဲ့နေရာတွေနေရာမှာအမြဲလူလူတွေ့ရတတ်ပါတယ်။ဥပမာကဲလို့ရှောက်ပွေရနိုင်တဲ့နေရာတွေကတော့အနာတိကတိုက်ရဲ့ရေခဲပြင်တွေ၊မေဂန်ဘလော့စ်ကယ်ဖိုးနီးယားမဟာဗီတက်ကန်နယာနဲ့အာဖရိကဟီဆာရာတက်ကန်နယာတို့ပဲဖြစ်ပါတယ်။အခုလိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။ကြည့်ရှုသူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေ။